ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစာမားတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you ဒီနေ့သတင်းတွေထဲမှာတော့ပင်လောင်မြို့နယ်တဲကဆောင်းပြောင်းရွာမှာစစ်ကောင်စီတပ် PNO ပို့ပြီးသူစစ်ပူပေါင်းတပ်နဲ့ Greenie တော်လိုင်းရေးပူပေါင်းတပ်တို့အားမှတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဗမော်မှာပြစ်ချခံလိုက်ရတဲ့စစ်ကောင်စီရဲ့ရဟတ်ယာဉ်ထဲမှာရုပ်အလောင်း18လောင်းနဲ့အတူလက်နက်တွေတွေ့ခဲ့ပါတယ်။ရခိုင်လူငယ်တွေကိုတော့ရခိုင်ပြည်ပြင်ပထွက်ခွင့်အရခတ်တပ်တော် AA ကပိတ်ပင်လိုက်ပါတယ်။စစ်ကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့တွေ့ဆုံဖို့အချိန်တန်ပြီလို့ ASEAN ဥက္ကဋ္ဌတာဝန်ယူ ထားတဲ့မလေးရှားဝန်ကြီးချုပ်ကပြောလိုက်ပါတယ်ဒီအကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်ရှင် ခုတော့နိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပေးမှာပါရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်တဲကဆောင်းပြောင်းရွာမှာစစ်ကောင်စီတပ် PNO ပို့ပြည်သူစစ်ပူပေါင်းတပ်နဲ့ Greeny တော်လိုင်းရေးပူပေါင်းတပ်တို့အကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်မေလာ18ရက်နေ့ကစပြီးတော့ဒီနေ့အချိန်ထိနှစ်ဖက်ကြားမှာတိုက်ပွဲတွေဖြစ်နေတာလို့မြေပြင်သတင်းအရေးမြစ်တွေကပြောပါတယ်ဆောင်းပြောင်းရွာအနောက်ဘက်ကဖျားတောင်ချီမှာတက်ဆွဲထားတဲ့စစ်တပ်နဲ့ PNO ပြည်သူစစ်အဖွဲ့ကို Greeny တော်လိုင်းရေးပူပေါင်းအဖွဲ့တွေကတွားတိုက်ခဲ့တာဖြစ်ပါတယ်ဒီ ိုက်ခိုက်မှုထဲမှာစစ်တုံးမှန်တချို့နဲ့လက်နက်တချို့ကိုဖမ်းဆီးရရှိခဲ့တယ်လို့ဂရင်းနီမျိုးသားမျက်ကကွယ်ရေးတပ် KNDF ဗဟုပြန်ချာရေးတာဝန်ခံစောတာအေဆိုကပြောပါတယ်။ဆောင်ပြောင်းရွာသားတွေကတော့ဘေးလွရာဒီပင်လောင်နှောင်တရားနဲ့တခြားနေရာတွေကိုစစ်ရှောင်နေကြပါတယ်။ကချင်ပြည်ပမော်မှာပြစ်ချခံလိုက်ရတဲ့စစ်ကောင်စီရဲ့ရဟတ်ရင်ထဲမှာတော့ရုပ်အလောင်း၁၈လောင်းနဲ့အတူလက်နက်တွေလည်းတွေ့ခဲ့တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောခွင့်ရဗမူကြီးနော်ဘူကပြောပါတယ်။မေလ၂၀ရက်နေ့ စ်ကပစ်ချခဲ့တဲ့ရဟယင်နစည်းတဲကရွှေကူမျိုးအရှိဘက်တောထဲမှာပြတ်ကျခဲ့တဲ့လေရင်ပေါ်ကနေဒီအလောင်းတွေကိုတွေးခဲ့တာလို့ဗိုလ်မှူးကြီးတော်ဘူးကပြောပါတယ်။ရဟယင်ပြတ်ကျခဲ့တဲ့နေရာကို KIA နဲ့ပူပေါင်းအဖွဲ့တွေကနယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာမီးလောင်နေတဲ့ရုပ်အလောင်းတွေကိုတွေးခဲ့တာပဲဖြစ်ပါတယ်။မီးလောင်နေတဲ့လက်နက်ငယ်တွေကိုလည်းတွေးခဲ့တယ်လို့ဆိုပါတယ်။အခုဆိုရင် KIA ကပြတ်ချခဲ့တဲ့စစ်ကောင်စီတပ်ရဲ့ရဟယင်နဲ့လေရင်ကတော့အလုံးပေါင်း၅စီးရှိသွားပြီဖြစ်ပါတယ်။၂၀၂၁ခုနှစ်မေလ တုန်းကကချင်ပြည်မိုးမောက်မြို့နယ်ထဲမှာစစ်ကောင်စီရဲ့တိုက်ခိုက်ရေးရဟတ်ယာဉ် MI-35 တစ်စီး2024ခုနှစ်ဇန်နဝါရီလတုန်းကတော့ဒီ ဝိုင်းမော်နဲ့ကုခိုင်မှာတစည်းစီပြစ်ချခဲ့ပြီး အခု2025ခုနှစ်မေလ20ရက်နေ့မှာ MI17 တည်ယူပို့ဆောင်ရေးရဟတ်ရဲနှစည်းတို့ကိုပြစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ရခိုင်လူငယ်တွေရခိုင်ပြည်ပြင်ပထွက်ခွဲအာရခတပ်တော် AA ကပိတ်လိုက်ပါတယ်။ AA ကအမျိုးသားကာကွယ်ရေးဆိုင်ရာပြဋ္ဌာန်းချက် NDEP ကိုမတ်လ16ရက်နေ့ကပြဋ္ဌာန်းလိုက်ပြီးလူငယ်တွေကို ရခိုင်ပြည်ပြည်ပကို ထွက်ခွင့်ပိတ်လိုက်တာဖြစ်တယ်လို့မနေ့ကထုတ်ပြန်ပါတယ်။ ိုင်းပြည်တာဝန်ထမ်းဆောင်ဖို့အတွက်ရှောင်လွဲနေတာတွေကိုတားမြစ်ဖို့အတွက်အခုလိုမျိုးထုတ်ပြန်ရတာလို့ဆိုပါရယ်အာခပ်ပြည်သူ့ကျန်းမာရေးဌာနကကုသမှုမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေအသက်အန္တရာယ်ဆိုရင်ရတဲ့လူနာတွေကလွဲပြီးတော့ကျန်တဲ့လူတွေထွက်ခွင့်မရှိဘူးလို့မေလ22ရက်နေ့ထုတ်ပြန်ချက်ကဆိုပါရယ် NDEP ပြဋ္ဌာန်းချက်အရအမျိုးသားဆိုရင် အသက်16နှစ်ကနေ45နှစ်အထိအမျိုးသမီးဆိုရင်တော့အသက်16နှစ်ကနေ25နှစ်အတွင်းသွားလာခွင့်မပြုဘူးလို့ထုတ်ပြန်ထားတာပါလက်ရှိတိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ဒီအရေးပေါ်ကာလအထိဒါကိုတားမြစ်ထားတယ်လို့လည်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ် ်ဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုပြောပြသွားမှာပါစစ်ကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့အကြားမှာတွေ့ဆုံဖို့အချိန်တန်ပြီလို့ ASEAN ဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားဝန်ကြီးချုပ်ကပြောလိုက်ပါတယ်နှစ်ဖက်စလုံးနဲ့တွေ့ဆုံခဲ့ပြီးပြီးမြန်မာအရေးကိုမြန်မာနိုင်ငံသားတွေပဲဆုံးဖြတ်ကြရမယ်လို့မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က Writer သတင်းဌာနကိုပြောလိုက်တာပါအရင်လားတော့ဘန်ကောက်မှာမလေးရှားဝန်ကြီးချုပ်နဲ့စစ်ကောင်ဆောင်တို့တကပိတ်တွေ့ဆုံခဲ့ကြပါတယ်နောက်တစ်ရက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်ကို Mr. Abraham ကအွန်လိုင်းကနေတွေ့ဆုံခဲ့ပါတယ်။ရိုက်တာသတင်းဌာနကစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကိုဆက်သွယ်လို့မရခဲ့ပေမဲ့ NUG ကိုတော့ဆက်သွယ်နိုင်ခဲ့ပါတယ်။ NUG ပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကအချိန်ဤ6ရက်ကိုစစ်ကောင်စီအားသာလက်ခံမယ်ဆိုရင်တွေ့ဆုံဆွေးနွေးဖို့အသင့်ရှိနေတယ်လို့လည်းပြောပါတယ်။ အဲ့ဒီအခြေအနေတွေတဲမှာစစ်တပ်ရဲ့အခမ်းကဏ္ဍမပါဝင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေသင့်တဲ့ဖွဲ့စည်းမဲ့ Federal Democracy ပြည်ထောင်စုဖွဲ့စည်းမှုကိုလက်ခံရမယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။အိန္ဒိယကထိန်းချုပ်ထားတဲ့မြစ်တွေကနေပါကစ္စတန်နိုင်ငံဟာရေရတော့မှမဟုတ်ဘူးလို့အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကပြောလိုက်တဲ့အတွက်အိန္ဒိယပါကစ္စတန်တင်းမာမှုကအရှိန်ပြန်ပြီးတော့တက်လာပါတယ်။ပါကစ္စတန်ကတော့ Into မြစ်ဝမ်းရေခွဲဝေရေးနဲ့ပတ်သက်လို့အိန္ဒိချင်းနိုင်ငံတွေနဲ့ဆွေးနွေးချင်တယ်လို့ 비어바래. အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာပါကစ္စတန်ကကြောထောက်နောက်ခံပေးထားတယ်ဆိုတဲ့အကြမ်းဖက်အဖွဲ့ကခရီးသွားတွေကိုအစုလိုက်အပြုံလိုက်တပ်ပစ်လိုက်တဲ့ဖြစ်ရနောက်မှာအိန္ဒိယကအင်ဒူးမြေရေခွဲဝေရေးစာချုပ်ကိုဆိုင်းငံ့ထားလိုက်တာပါအဲ့နောက်မှာအိန္ဒိယဟာပါကစ္စတန်နိုင်ငံတဲကအကြမ်းဖက်သမားတွေခိုနှားတဲ့နေရာတွေဆိုပြီးတော့ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်နှစ်နိုင်ငံအကြားမှာနှစ်ပေါင်း30အတွင်းအပြင်းထန်ဆုံးလေကြောင်းစီးကျင်းထမှုတွေဖြစ်ခဲ့တာပါ မေလ10ရက်နေ့မှာတော့အပြစ်ခတ်ရစေးကိုသဘောတူပေမဲ့ရေကိစ္စကမပြေလည်ပဲရှိနေခဲ့တာပါအိန္ဒိယနေလာတဲ့မြေတုံစင်းကရေတွေဟာပါကစ္စတန်နိုင်ငံစိုက်ပျိုးရေးရဲ့80ရာခိုင်နှုန်းကိုရေပေးထားတာဖြစ်ပါတယ်အိန္ဒိယကဆိုင်းငံ့ထားလိုက်တဲ့စူရစ်စာချုပ်ဟာ1960ခုနှစ်မှာ ကုလသမဂ္ဂနဲ့ဂျာဝင်စီစံမှုနဲ့ရေးဆွဲခဲ့တဲ့သဘောတူညီချက်ဖြစ်ပါတယ် ထိုင်းဝန်ကြီးချုံဟောင်ရင်ရတ်ရှင်နဝတ်ကို ထိုင်းတရားရုံးတစ်ခုကအဆန်ကိစ္စမှာနိုင်ငံတော်ကနင့်နာခဲ့တဲ့အတွက်ရော်ကြီးငွေဘတ်10ဘီလီယံကျော်ရော်ကြီးပေးဖို့အမိန့်ချမှတ်လိုက်ပါတယ်2021ခုနှစ်မှာထိုင်းတရားရုံးတစ်ခုကချမှတ်ထားတဲ့ဝန်ကြီးချုပ်ဟောင်မှာအပြစ်မရှိဘူးဆိုတဲ့အမိန့်ကိုဗဟိုစီမံခန့်ခွဲမှုတရားရုံးကပယ်ဖျက်လိုက်ပြီးတခြားနိုင်ငံတွေကိုဆန်ရောင်းချရမှာဒီပေါ်ဆမှုခုနှစ်ခုမှာအပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့် ောင်အမေရိကန်ဒေါ်လာတန်း400နီးပါးထိုင်းဘတ်ဆိုရင်တော့10ဘီလီယံကျော်ပေးလျော်ဈေးပို့အတွက်အမိန့်ချလိုက်တာ ဖြစ်ပါတယ်။ဝင်ကြီးချုပ်ဟောင်းရင်ရက်ဟာထိုင်းဝင်ကြီးချုပ်ဟောင်းထက်ဆင်ရှင်နဝတ်ရဲ့ညီမဖြစ်ပြီးတော့လက်ရှိထိုင်းဝင်ကြီးချုပ်ရဲ့အတော်တော်ဆက်တဲ့သူဖြစ်ပါတယ်။ ဝင်ကြီးချုပ်ဟောင်းရင်ရက်ရှင်နဝတ်ဟာထိုင်းနိုင်ငံရဲ့ပြင်ပမှာနေနေတာဖြစ်ပါတယ်။ဝင်ကြီးချုပ်ဟောင်းရင်ရက်ရှင်နဝတ်ကဒီလောက်ပမာဏရှိတဲ့ငွေတွေကို သူ့တသက်လုံးစိတ်ရင်တော့မှကြေးမှာမဟုတ်ဘူးလို့ပြောပြီးသူမရဲ့ရှင်နေကတော့ဒီစီရင်ချက်ကိုပြန်လည်ကြားနာဖို့အတွက်တောင်းဆိုသွားမယ်လို့ပြောပါတယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုကျွန်တော်တို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မင်းမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။